တော်တော်ရှင်တွေအားလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ်မေလ12ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့စစ်တွေကလူမနေတဲ့နေအိမ်တွေကိုစစ်ကောက်စီကဖြိုဖျက်ရောစားနေတဲ့အကြောင်းဖားပြိုရွာကအဓမ္မပြုကျင့်တက်ဖြတ်မှုကိုအကြီးမားဆုံးပြစ်ဒဏ်ပေးဖို့အာရခပြည်သူတော်လှန်ရေးအစိုးရကိုတောင်းဆိုတဲ့အခြေအနေ ဟင်းရှာသွားတဲ့မော်တိုဒေတာခင်တယောက်မိုင်းနေပြီလို့ပြင်းထန်ဒဏ်ရာရတဲ့သတင်းတွေအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုလည်းတင်ဆက်ပေးပါမယ်။ဒီအစီအစဉ်ကိုကျမမျိုးတီရီကျွန်နဲ့အတူမအမျက်မျက်နိုတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စစ်တွေကလူမနေတဲ့နေအိမ်တွေကိုစစ်ကောက်စီဖြိုဖျက်ရောင်းစားနေတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ်စစ်ကောက်စီထိန်းချုပ်ထားတဲ့ရခိုင်ပြည်စစ်တွေမြို့မှာစစ်ဘေးတိမ်းရှောင်သွားတဲ့လူမနေတဲ့အိမ်တွေကိုစစ်ကောက်စီတပ်သားတွေဖြိုဖျက်ရောက်ရှာနေတယ်လို့ DMG ကစုံစမ်းသိရှိရပါတယ်။ဆက်ယုံစုမင်းကန်ဆက်ယုံကြစားတဲ့ရက်ွက်တွေမှာလူမနေတဲ့တိတ်အိမ်ဝါအိမ်တွေကိုစစ်ကောင်စီတပ်သားတွေကဖြိုဖျက်ပြီးတော့စစ်တွေမျိုးအနောက်ဘက်မွတ်စလင်ကျေးရွာတွေကို တွားရောက်ပြီးတော့ရောက်ရှာနေတာလို့ဒေသခံတွေကပြောပါရယ်။အဲ့ဒီလူသုံးကုန်ပစ္စည်းတွေကိုစစ်တွေမျိုးနဲ့မွတ်စလင်ကျေးရွာတွေဖြစ်ကြတဲ့ တက်ကပြင်းအုံတို့ကြီးသေရှောင်းစားတဲ့ကြေးရွာတွေမှာဈေးနှုန်းသက်သာစွာနဲ့ရောက်ရှာပေးနေတာပါမေလာကိုရန်တွေကလည်းစစ်ကောက်စီတက်သားတွေကစဲအုံစုရက်ွက်ကအင်ဆေလုံးကိုဖြိုဖျက်ပြီးတက်ကပြင်းကြေးရွာကိုပို့ဆောင်ခေးတာကိုတွေ့ရှိခဲ့ရတယ်လို့ဒေသခံတွေက DMG ကိုပြောပါတယ်ဒီကိစ္စနဲ့ပတ်သက်လို့ရခိုင်ပြည်စစ်ကောက်စီရဲ့ပြောရေးဆိုခွင့်ရှိသူဦးလာသိန်းနဲ့ ALP တာဝန်ရှိသူကို DMD ကဆက်သွယ်မေးမြန်းဖို့စ조사ခဲ့ပေမဲ့အဆက်အသွယ်မရရှိခဲ့ပါဘူး။ဒါအပြင်မြို့ခံတွေမှာ မိမိနေအိမ်ကိုဖြိုဖျက်မည်ဆိုပါကလည်းရခိုင်ပြည်လွတ်မြောက်ရေးပါတီ ANLPC ကခွင့်ပြုချက်ပေးမှဖြိုဖျက်ခွင့်ရှိတယ်လို့မျိုးခန့်တွေကပြောပါတယ်စစ်တွေမျိုးခန့်အများအပြားမှာမြို့တန်းတိုက်ပွဲတွေဖြစ်ပွားလာမှာစိုးရင်တာကြောင့်ဘေးလွတ်ရာကိုကြိုတင်တင်းရှောင်သွားတဲ့အတွက်ငွေကြေးမတက်နိုင်သူတချို့မှာမြို့တွင်းပိတ်ကြံခင်မြို့တွင်းပိတ်မိကြံခေတာလည်းဖြစ်ပါတယ်။ဖားပြိုရွာကအဓမ္မပြုကျင့်သက်ပြမှုကိုအကြီးမားဆုံးပြည်ထောင်ပြဖို့အာရခပြည်သူတော်လှန်ရေးအစိုးရကိုတောင်းဆိုတဲ့တဲ့တင်ကိုတင်ဆက်ပေးမှာပါ။ ရဟန်ပြေမင်းပြမျိုးနဲ့ဖားပြိုကြည့်ရမှာဖြစ်ပွားခဲ့တဲ့ကိုနဲ့ရွေအမျိုးသမီးငယ်တူကိုအဓမ္မပြုချင်းသက်ဖြက်ခင်းမှုကိုအတိမဆုံးပြည်တံပေးဖို့ရဟန်ကအမျိုးသမီးအဖွဲ့တွေအပါအဝင်အရက်ဖက်စင်နှဖွဲ့ကမေလာစစ်တရမှာကြင်ညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။အဓမ္မပြုချင်းသက်ဖြက်ခင်းမှုကိုအရှင်နဲ့တပြင်းကြီးစုံစမ်းစစ်ဆင်မှုပြုလုပ်ပြီးပြုမှုကျူးလွန်သူကိုဖို့ထုတ်ပေးတာပြည်တံလွန်ကြီးခွင့်မရှိဘဲအတိမဆုံးပြည်တံတွေနဲ့အရေးယူပေးဖို့အရခပြည်သူတော်လှန်ရေးအစိုးရတရားစီရင်ရေးကတာဝန်ရှိသူတွေနဲ့အစိုးရအဖွဲ့ဝင်တွေကိုတောင်းဆိုလိုက်တာဖြစ်ပါတယ်။ ပြီးကြတဲ့မေလ6ရက်နေ့ကဖားပြိုကြည့်ရကအသက်9နှစ်အရွယ်မင်းကလင်းငယ်တူကိုတက်လက်ပိုင်းအမျိုးသားတူကအဓမ္မပြုကျင့်တက်ဖြတ်ပြီးရွာပြင်တနေရမှာရုံလုံးကိုလေပင်ကြိုးကွင်းဆဲပြီးတော့တစ်ပင်မှာတွေ့လောင်ရှာထားခဲ့ပါတယ်။ပြမှုကျူးလန်သူမှာမြေမုံမျိုးနဲ့ငမဲရဲကျန်းစာတွေဖြစ်ပြီးတော့ဖားပြိုကြည့်ရမှာယာယီနေထိုင်နေသူဖြစ်ပါတယ်။သူကိုအရဟတ်ပြည်သူတွလန်ရဲ့အစိုးရရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူလူထုရဲ့ဌာနတက်ဖွဲ့ကမေလ6ရက်နေ့မှာဖမ်းဆီးသွားခဲ့တယ်လို့ဒေသခံတွေကပြောပါတယ် အခုလိုရုပ်ဆိုးအကျဉ်တန်တဲ့ကိစ္စကိုတရားမျှတမှုရရှိရတဲ့တိတ်ဆိတ်တာနောက်နေတာနဲ့လေးလျူရှူတာတွေမဖြစ်သင့်ပဲအမြန်ဆုံးဖို့ထုတ်ပေးဖို့ရခိုင်ရက်ဖက်စစ်နှဖွေကတောင်းဆိုထားတာပါကျူးလန်ခံရသူနဲ့မိသားစုဝင်တွေအတွက်တရားမျှတမှုရရှိရတဲ့စီရင်ချက်ရှာမဲ့ပေးဖို့အရဟတိသမနေထိုင်တဲ့အမျိုးသမီးတွေနဲ့ခလေးတငယ်တွေပို့အကြံဖက်မှုကျူးလွန်လာတဲ့နောက်နောက်မဖြစ်ပွားရအောင်ထီရောက်စွာကာကွယ်တားဆီးပေးတဲ့လုပ်ငန်းစဉ်တွေရှာမဲ့ပေးဖို့ကိုလည်းတောင်းဆိုထားပါတယ်။သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ ဟိမ့်ရှာသွားတဲ့မော်တော်ဒေသခံတရားမိုင်းနေမီလို့ပြင်းထန်တရားရရှိထားတဲ့အကြောင်းကိုလည်းတင်ဆက်ပေးအောင်ပါပါရခိုင်ပြည်မောက်တုံးမြို့နယ်ရနောက်ငါသာကျေးရွာကဒေသခံအမျိုးသားတယောက်မှမိုင်းနေမိခဲ့တာကြောင့်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့တယ်လို့သိရပါဗျ။ မိုင်းနေမင်းတို့မှာအသက်50အရွယ်ဦးအောင်ထွေးဖြစ်ပြီးတော့မေလာစီရဲ့နေလေပိုင်ကတမန်သားကြည်ရအနောက်တောက်ကိုဟင်းရှာသွားစဉ်မှာမိုင်းနေမင်းခဲ့တဲ့အတွက်ဘေဖက်ခြေထောက်ပြတ်ထွက်သွားခဲ့ပါတယ်။ညာဘက်ခြေထောက်မှာလည်းမိုင်းစာထိမှန်ဒဏ်ရာရရှိသွားတာကြောင့်လက်ရှိမှာအရေးပေါ်ဆေးဝါးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလာတရနေ့ကလည်းမော်ဒိုးမြို့နယ်ပေါ우စာကြည်ရကမွတ်စလင်ဒေသခံတရားမိုင်းနေမင်းခဲ့တာကြောင့်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ပါတယ်။ ရခိုင်မှာတိုးတော်ကိုအမိန်ပြုလုက္ကဲစားတောင်းနေရတဲ့ကျေးလန့်နေဒေတာခန်တွေမှာမြေမြုံမိုင်းနဲ့စစ်ကြံလက်နဲ့အန်ဒရီကိုအများဆုံးရင်ဆိုင်နေကြပြီးတော့ထိခိုက်သေးဆုံးမှုတွေလည်းတိုးလာနေပါတယ်ရှင်။ရှင်းကိုစားပြုအစိုးရဖြစ်လာရဲ့ရှင်းညင်အောင်ဆွေးနေတဲ့တည်င်းကိုလေးတင်ဆက်ပေးချင်ပါတယ်။ရှင်းပြင်းတွေကနေရာအများစုကိုထိရှုပ်သိမ့်ပိုက်ထားတဲ့ရှင်းညင်အောင်တဲဟာရှင်းပြင်းသူလူထုကိုကိုစားပြုတဲ့ရှင်းပြင်းအစိုးရပို့ပေါလာနိုင်ရဲ့အတွက်လွမ်းမြောက်နေမြေတနေရာမှာမြေပြင်အစေးဝေးကိုပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ ရှင်းညင်အောင်အဖွဲ့ရဲ့မေလာစစ်တရထုတ်ပြန်ချက်အရအဲ့ဒီအစည်းအဝေးကိုဧပြီလ26ရက်ကနေ29ရက်နေ့အထိလျှက်တာကျင်းပပြုလုပ်ခဲ့ပြီးတော့ရှင်းညင်အောင်အဖွဲ့ဝင်အဖွဲ့ဆက်အသီးသီးကကိုယ်စလေ39ဦးတက်ရောက်ပြီးရှင်းပြသူလူထုကိုကိုစားပြုတဲ့ရှင်းပြအစိုးရပို့ပေါက်လာနိုင်ရဲ့ပါဝင်အချက်လေးချက်ပါတဲ့တဖို့တူညီမှုနဲ့ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ရှင်းညင်အောင်အဖွဲ့ဝင်တက်ဖွဲ့တဲ့ပေါင်စီပြီးရှင်းပြနဲ့ရှင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်တဲ့တမ်ဒိုတရအဖြစ်တုံမြင့်ဖွေးစေနိုင်ဖို့အခြေခံမှုတွေရှာမှတ်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ပြည်တွင်းမဟာမိတ်ဆက်ဆံရေးနိုင်ငံတကာဆက်ဆံရေးတို့မှစည်ရင်းနိုင်ငံရေးနဲ့လူမှုစီးပွားရေးမူဝါဒတွေရွေးဆွဲနိုင်ရေးအတွက်အခြေခံသဖို့တူညီချက်တွေရှာမဲ့ခဲ့ကြပါတယ်။ဒါ့အပြင်ရှင်းညောင်ထင်းရှုံနေမြေတွေကပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုကာကွယ်ပြီးကျန်းမာရေး၊ပညာရေး၊စားနပ်ရိက္ခာဖူလုံရေးစတဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုဝန်ဆောင်မှုပေးနိုင်ဖို့အတွက်ပြည်တွင်းပြည်ပကမိဖပြည်သူတွေ တိုလန်ရင်အင်အားစုတွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့တူလက်တွဲပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်အခြေခံသဖို့တူညီချက်တွေရှာမဲ့ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။တက္ကသိုလ်ခတိကတအူအေနဲ့ပူးပေါင်းသွားတယ်လို့စစ်ကောက်စီပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ရန်ကုန်အဝေးသံတက်ကတော့တတဗေဒဌာနကကတိကဒိုဝင်းဝင်းအောင်ဟာအရကတက်တော်နေမြေထေးကိုပညာရေးလုပ်ငန်းတွေလှုပ်ဆောင်ဖို့အေနဲ့ပူပေါက်သွားတယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ် ဒိုဝင်းဝင်းအောင်ဟာငလျင်ဘေးတံကြောင့်မန္တလေးတိုင်းကတက္ကသိုလ်ဝန်ထမ်းပြန်လည်ဖြစ်ဆိုမဲ့ကျောင်းသားကျောင်းသူတွေကိုအနှင်းကပ်တင် जा ပို့ချပေးနိုင်ရဲ့အတွက်မေလတရနေ့မှာရန်ကုန်အဝေးသင်တက္ကသိုလ်ကတခြားနေပြတွေနဲ့အတူမိထီလာတက္ကသိုလ်ကိုရောက်ရှိနေတာဖြစ်တယ်လို့သိရပါဗျ။ 2025ခုနှစ်မေလ9ရက်နေ့မှာတာဝန်ကျနေရကအကြောင်းမဲ့ပြက်ကွက်ခဲ့ပြီးစစ်စစ်ချက်တွေအရာစာလင်ကြီး PDF ကကိုဇေယျမင်းထေးရဲ့ရှိတ်ဆက်ကူညီမှုနဲ့စာလင်ကြီးမျိုးနဲ့ကြားတဲ့ကြေးရွာကိုတွားရောက်ခဲ့တယ်လို့ဆိုပါရယ်အဲဒီကနေ့တစင် AA အဖွဲ့ကကိုဇိုအေးထွန်းထံကို ဆက်လက်တွားရောက်ခဲ့တယ်လို့ထုတ်ပြန်ရှင်းမရေးသားထားပါတယ်။ဒိုဝင်းဝင်းအောင်ဟာရခိုင်ပြည်နယ်စစ်တွေစာတိရခိုင်လူမျိုးတအုပ်ဖြစ်ပြီးတော့သူငယ်တန်းကနေဘွေးရအထီးစစ်တွေမျိုးမှာပညာသင်ကြားခဲ့သူလည်းဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့မိုးလေဝါဒသတင်းတပုတ်ကိုလည်းတင်ဆက်ပေးချင်ပါတယ်။အဲ့ဒီတဲ့င်းကတော့နိုင်ငံတော်မှာမိုးထေချုံရွာနေတာကြောင့်ရေချောင်းလေချောင်းခရီးစဉ်တွေကိုဂရုစိုက်ကြဖို့လိုအပ်တဲ့တဲ့င်းပဲဖြစ်ပါတယ်။မကြာမီရပိုင်အတွင်းမြန်မာနိုင်ငံတော်မှာ မိုးထချုံရွာပြီးနေရကွက်ကမိုးကြီးနိုင်တဲ့အတွက်ပြည်တွင်းရေချောင်းသွာလာရင်းနဲ့လေရင်ပြန်တန်းရေးတို့မှာကြိုတင်သတိပြုကြဖို့မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနကသတိပေးထားပါတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်ကိုတောင်ပိုင်းတို့မှာလေထုမငြိမ်သက်တာတွေဖြစ်ပေါ်လာနိုင်တာမုတ်သွန်လေဝင်ရောက်လာနိုင်တာအပူပြန်တက်တင်တွေအကောက်လာတာတွေကြောင့်မုတ်ထေရှုံရွာပြီးတချို့နေရာတွေမှာမနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ဆိုထားပါဗျ။ ဒါကြောင့်မေလ7ရက်ကနေမေလ16ရက်နေ့ထိနေပြည်တော်ရန်ကုန်မန္တလေးပဲခူးမကွေးစကိုင်းအေရဝတီနဲ့တနင်္သာရီတိုင်းတွေပြင်ကရှင်ကယားကရင်ရှင်းမွန်ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရစိတ်စိတ်ကနေနေရအနှံပြမိုးထွှွှွှရွာပြီးတချို့ဒေသတွေမှာနေရကွက်ပြီးမိုးကြီးမယ်လို့ဖော်ပြထားပါတယ်။ဒါပြင်မိုးရွာသန်းတာနဲ့တူလေပြင်းတိုက်ခိုက်တာမိုးကြိုးပစ်တာရှက်စီးလက်တာမိုးတိကျတာ ်မြေပြိုတာစားတဲ့ဘေးအန္တရာယ်တွေဖြစ်ပေါ်လာနေတာကြောင့်မြေပြိုတဲ့အန္တရာယ်နဲ့မြေချောင်းငယ်တွေအနည်းရေကြီးရေရှမ်းတာတွေကိုလည်းသတိထားကြဖို့လိုအပ်တယ်လို့ဆိုထားပါတယ်ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရနာလိုက်ပါတယ်ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ရှင်နေဆိုရင်တော့အပေါင်း669 639 633ကို လုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ ီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နေပါတယ်။နားတော်တာဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။